ရုပ်တရုပ်ကဆိုရင်လည်းကျွန်တော်တို့ဟိုအနောက်ရှိနေပေါ့နော်အဲ့လိုပဲအနောက်ကဆိုရင်လည်းဒီဘက်ကနဲ့ဟိုဖြစ်ဒီလိုမျိုးတွေပေါ့ဗျာနော်ဟိုမျိုးမျိုးတွေတစိမ့်ကန်နေအဲ့တော့ကျွန်တော်တို့ကဘယ်ဘက်မှလည်းရိမ့်တာမဟုတ်ဘူး SSC ကိုလည်းပဲစစ်တပ်ကလက်ရှိအချိန်မှာကင်ထားသေးတဲ့ခါကျတော့ဟိုဘက်ကိုလည်းမဆက်ဆံလို့ရမရဘူး အဲ့တော့သူတို့ပါလေအဲ့လိုမျိုးပေါ့ကွာကွာကြရတယ်ဟောနော်အဲ့တကယ် adward position မှာသူတို့လည်းပဲရောက်နေပြီးတဲ့ခါမှာအော်ဒီဘက်နဲ့လည်းပြောဆိုရဲဆက်ဆံတယ်အဲဒါပေမဲ့တချို့ဟာတွေတရားဝင်မကြေညာဘူးဒါတော့အခုနောက်ပိုင်းဖိဖိနဲ့ကြေညာချက်တွေထွက်လာပါပြီနော်ဂျိုယိုလေးပဲစဉ်းစားကြည့်တနိုင်ငံလုံးမလွတ်မြောက်ဖဲနဲ့ဘယ်ဒေတာမှမငြိမ်းချမ်းနိုင်ဘယ်ဒေတာမှအားမကောင်းနိုင်ဘယ်ဒေတာမှကျွန်တော်တို့အပြည့်အဝပြောနိုင်မှာမဟုတ်ဘူး လက်ရှိတန်ခိုးတမိုင်ခင်းနဲ့ပတ်သက်ပြီးတော့ဘောနော်အဓိကတော့ဒီအထူးသဖြင့်တော့ဒီတရုတ်တို့အိန္ဒိယတို့ဒီထိုင်းတို့အင်နာရှင်နေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအနေထားလေးရှိပါသလဲခင်ဗျာကျွန်တော်တို့ကတော့ဒါဟိုလေအာဟိုဘမ်မလိုက်မူပါတော့ကျင်သုံးတယ်ဘယ်နိုင်ငံရဲ့လက်အောက်ခံမှာလဲကျွန်တော်တို့အဲအနေနဲ့မနေဘူးကျွန်တော်တို့ဒီပြည်သူလူထုရဲ့နော်ပေးထားတဲ့ mandate ကိုကျွန်တော်တို့ကင်ပြီးတော့ပြည်သူစံနာတိုင်းကျွန်တော်တို့ဒါသွားနေတာဖြစ်တယ်ကျွန်တော်တို့ရဲ့ချိန်မှန်းချက်ကျွန်တော်တို့ရဲ့ပန်းတိုင်းနေတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ခါတစ်ခါကြတော့အများအားပြောခံရတယ် ဟိုတရုတ်တရုတ်ကဆိုရင်လည်းကျွန်တော်တို့အနောက်ရင်းနေပေါ့နော်အဲ့လိုပဲအနောက်ကဆိုရင်လည်းဒီဘက်ကနဲ့ဟိုဖြစ်ဒီလိုမျိုးတွေပေါ့ဗျာနော်ဟိုမျိုးမျိုးတွေတစိမ့်ကန်နေအဲ့တော့ကျွန်တော်တို့ကဘယ်ဘက်မှလည်းရင်းတာမဟုတ်ဘူးဘယ်ဘက်မှလည်းမလိုက်ဘူးကျွန်တော်တို့ပြည်သူတွေရဲ့အဲဆန္ဒအတိုင်းကျွန်တော်တို့ကလောက်ကိုင်းဆောင်ရနေတာဖြစ်တယ်ပြည်သူတော်လှန်ရေးကိုကျွန်တော်အောင်မြင်အောင်ဦးဆောင်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီရည်တည်ချက်နဲ့ပဲကျွန်တော်တို့အများအားအလုံးနဲ့ကျွန်တော်တို့ဆက်ဆံရေးပေါ့နော်အဲ့တော့ဆက်ဆံရေးကတော့အကုန်လုံးထူထောင်ထားတယ်အာဆီယံမှာဆိုလဲအာဆီယံနိုင်ငံတွေနဲ့ကျွန်တော်တို့ဆက်ဆံရေးရှိတယ်အဲဒါပေမဲ့အဲ့လိုပဲအဲတိုင်းသားတွေနဲ့ ျွန်တော်တို့ခုနကရှေ့မှာပြောခဲ့သလိုပေါ့နော်ဟိုပြောဆိုဆက်ဆံထိတွေ့တဲ့အခါမှာလည်းဟို publicly ပြောလို့ရရှိလို့ဟို secretly ပေါ့နော်ကျွန်တော်တို့ဟိုအများပြည်သူကိုဖော်ပြလို့ရရှိသူအများပြည်သူကိုဖော်ပြလို့မရတာတွေလည်းရှိတဲ့ပုံစံအတိုင်းပဲကမ္ဘာနိုင်ငံတွေနဲ့ဆက်ဆံရေးမှာလည်းကျွန်တော်တို့အိပ်ပြတ်တာရှိတယ်နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အားလုံးကလည်းနားလေတယ် NUG က legitimate government ဖြစ်တယ်ဆိုတော့နားလေဒါပေမဲ့တစ်ဖက်မှာကျတော့လေစစ်တပ်ကနယ်မြေစိုးမိုးမှုအချို့လည်းရှိနေသေးတယ်အထူးသဖြင့်ရန်ကုန်လိုမြို့ကြီးတွေမန္တလေးလိုမြို့ကြီးတွေ နောက်ပြီးတော့အထူးသဖြင့်ဒီလိုလေးစိတ်တွေနောက်ပြီးတော့ဟိုဘာခေါ်လဲအစိတ်ကန်းနေအဲဒီလို SS တွေကိုလည်းပဲစစ်တပ်ကလက်ရှိအချိန်မှာကင်ထားသေးတဲ့ခါကျတော့ဟိုဘက်ကိုလည်းမဆက်ဆံတော့မရဘူးအဲ့တော့သူတို့မှလည်းအဲ့လိုမျိုးပေါ့ကွာကွာကြရအောင်ပေါ့နော်အဲ့ကဲ adward position မှာသူတို့လည်းပဲရောက်နေပြီးတဲ့ခါမှာအော်ဒီဘက်နဲ့လည်းပြောဆိုရဲဆက်ဆံတယ်အဲဒါပေမဲ့တချို့ဟာတွေတရားဝင်မကြေညာဘူးဒါတော့အခုနောက်ပိုင်းဖြည်းဖြည်းနဲ့ ညင်ညာချက်တွေထွက်လာပါပြီเนาะကျွန်တော်တို့အမ်မလေးရှားနဲ့ကျွန်တော်တို့တွေ့တာတွေမင်းကြီးချုပ်အချင်းချင်းတွေ့ကြတာတွေအဲဒီလိုကိစ္စတွေဒါတွေနောက်ပြီးတော့တရှိဒီမောနဲ့ပတ်သက်ပြီးကျွန်တော်တို့အဲဟိုဆောင်ရွက်နေတဲ့ကိစ္စတွေဒါတွေကအရင်တော့ဆိုရင်ဘာမှကိုကျွန်တော်တို့က public လုပ်လို့မရဘူးအခုတဖြည်းဖြည်းနဲ့တော့ပို့ပြီးတော့ဟာဒါဟိုကဘာပြည်သူတွေသိအောင်ပြောပြလာနိုင်ပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ကအိန္ဒိယချင်းနေဆိုလည်းအတိုင်းပါပဲအခု ASEAN ဆိုတော့ကျွန်တော်တို့အရင်အလေးထားတယ်ဘာလို့ဆို ASEAN regional အဖွဲ့အစည်းဖြစ်တယ်အခြားသောနိုင်ငံတွေက အဝေးရနိုင်ငံတွေကနိုင်ငံတစ်ခုရဲ့အရေးကိုချဉ်းကပ်မယ်ဆိုရင်သူက regional အဖွဲ့အစည်းကိုသူက respect ပေးရတယ်ပေါ့နော်လေးထားရတယ်ပေါ့အဲ့တို့ကြောင့်မလို့ကျွန်တော်တို့က ASEAN ရဲ့အခန့်ကဏ္ဍအမြဲတမ်းအရေးကြီးတယ်ကျွန်တော်မြန်မာနိုင်ငံအရေးမှာအဲ့တော့ ASEAN ကိုကျွန်တော်တို့ကဘယ်တော့မှနေလို့မရှိဘူးအများရန်အဲကျွန်တော်တို့ထိတွေ့ဆက်ဆံတယ်ပြောဆိုတယ်အခုနောက်ပိုင်းဆိုရင်လည်းဒါအများကြီးကျွန်တော်တို့ပြောဆိုနိုင်ခဲ့ပြီပေါ့နော်နိုင်အဲ့လိုအလုံးနိုင်ခဲ့ကြလို့လည်းပဲဒါ NUG မှာမဟုတ်ဘူးအကုန်လုံးတော်လိုင်းအားစုတွေပေါင်းပြီးတော့เนาะကျွန်တော်တို့မြန်မာနိုင်ငံအခြေအနေတွေကိုတင်ပြနိုင်ခဲ့ကြတဲ့အတွက်ကြောင့်မဟုတ်အခုဆိုရင်ဒါ ာဆီယံအနေနဲ့ဒီ sham election ကိုနော်သူတို့ရဲ့တရားမဝင်ပြောင်းယူကောက်ပွဲကိုလက်မခံဘူးနော်ဒါအတူတူရောင်ဖြစ်တယ်နောက်ပြီးတော့ observer တွေလည်းမလွတ်ဘူးဆိုတဲ့အခြေအနေတွေထိရောက်လာတာပေါ့နော်အဲဒါပေမဲ့ဒါတော့ ASEAN the whole ပေါ့နော်တစ်စုံလုံးရဲ့ဒါအနေထားပေါ့ကွနော်5 point consensus ကိုသူတို့ပြန်ပြီးတော့ mention လုပ်တယ်ပေါ့နော်အဲဒါပေမဲ့တချို့သော ASEAN တွေကပဲတချို့သောတနိုင်ငံတနိုင်ငံချင်းစီကတော့လည်းပဲစစ်တပ်နဲ့မဖြစ်မနေပတ်သက်နေရတဲ့အခြေအနေမျိုးတွေလည်းဒါရှိလာတဲ့သဘောဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ advocacy ပေါ့နော်ဒီလုတ်တဲ့ကိစ္စကိုတောက်လျှောက်ဆက်ပြီးတော့လုတ်သွားမယ်အခုလည်းပဲပါပဲပြောပြောအာဒီ scam election sham election ကိုအတူရောက်ရွေးကောက်ပွဲကိုဒါလက်မခံဘူးဆိုတော့အပိုင်းကတော့ကောင်းကောင်းလေးတို့တို့သိမြင်နေပြီပြောနော်အရန်လဲရုပ်ဆိုးလို့နေဒီအတူရောက်ရွေးကောက်ပွဲကြီးကအရန်ရုပ်ဆိုးလို့နေတခါမှဟိုကဘာမှလည်းရှိဘူးမှမတင်ဘူးမြန်မာနိုင်ငံမှာလည်းတခါမှမရှိဘူးတကယ်ကို bloody election ပဲနော်နောက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲသွေးသွေးပေါင်းများစွာခင်းပြီးတော့လုတ်တဲ့ election ဖြစ်တယ်လို့ဟိုဒီအပိုင်းဆိုရင်ပဲ နော်ဒီ left rear bin တော့ဖန်ခံရတယ်ဗျာအလောဘီအခုဆိုရင်လည်းဒါအဆိုတော်တွေရောအဲသူ့ဘာသူအေးအေးဆေးဆေးနေနေတဲ့အဆိုတော်တွေဟိုတေးဥဆောင်တွေတော့မှအတင်းကျပ်ခေါ်ပြီးတော့နော်ဟိုဟာဟိုဝါရဖြန်စကားတွေရိုက်ခိုင်းနေတာတွေရောအဲ့တော့ဟိုမှာကျွန်တော်တချိလိုက်ရပါတယ်အကုန်လုံးကမျက်နှာငယ်လေးနဲ့နော်ဘာလို့ဆိုဟိုဘာနဲ့တော့သွားတူလဲဆိုတော့ကျွန်တော်တို့ရုပ်ရှင်တွေကြည့်ရင်လေဟိုတစားကန်တွေဖမ်းပြီးတော့လေ အရှိရနေတနက်နဲ့ချိန်ပြီးစာဖတ်ခါတဲ့ပုံစံမျိုးပေါ့နော်အဲလိုဟာလေးကြီးမျိုးလေးဒီဟာလေးရဲတော့သွားပြီးတော့တူတယ်ပေါ့အဲ့တော့တကယ်ဟိုဟိုဘယ်လိုကောင်ရုပ်ပြက်ဆင်းပြက်ကြီးပြာနော်အဲ့တော့ကဘာကြီးရတယ်အဲ့လောက်တော့မျက်စိမကန်းအောင်လေနော်အဲ့တော့ဟိုတချို့သောနိုင်ငံတွေကတော့ကိုယ့်အကျိုးစီးပွားကိုအဲဟိုဟာဥထိတ်ထားတဲ့အခါကျတော့စစ်တပ်ဘာပဲလုပ်လို့ငါတို့ကဒါကြီးကိုလက်ခံလိုက်မယ်ဆိုတာအဲစဉ်းစားပြီးမဲ့တချို့သောဒါနိုင်ငံတွေပေါ့အထူးသဖြင့်တော့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးကိုတန်မိုးထားတဲ့နိုင်ငံတွေကတော့ အဲ့လောက်ကြီးမျက်စိစုံကန်းနေလို့မရဘူးလေနော်မရတဲ့ကြောင့်မို့ဒါဟာဒါကြီးကတော့မဟုတ်သေးဘူးဆိုတဲ့ဟာတို့တော့မြင်တယ်မြင်တဲ့ကြောင့်မို့ဒါထုတ်ပေါ်ပြောကြားလာတာတွေပါရှိလာပြီအခုဆိုနော်အခုဆိုဇော်မင်းထွန်းကဘယ်တော့တုံပြောလဲဆိုတော့ဘယ်နိုင်ငံမှသဘောတူလဲကိစ္စမရှိဘူးလေပြည်သူတွေသဘောတူရင်ရပြီဆိုအပြူစင်းကသဘောတူလာပါဘောနော်အဲ့ပြည်သူတွေကသဘောတူလားမတူလားဆိုတော့တခွန်းပဲပြောလိုက်ကိုယ်ဆန္ဒကိုနော်ဘာမှ election တွေပါလုံနေတယ်ကိုကြိုက်တဲ့ဆိုင်းမို့ကင်ပြီးတော့လမ်းမို့ထွက်ခွင့်လာပြည်သူတွေကိုပေးလိုက် ီသူတွေဘာဆိုင်းမုတ်ကန်ကြီးထွက်လာမယ်အဲ့ဒါရှင်းနေအဲ့ဒါပြီးသူစံတာပဲမခန့်မဖမ်းဘူးတော့မဖမ်းဘူးတော့ခင်ဗျားတို့အမခံပါဗျာနော်အဲ့လိုလုပ်ရဲလားကျွန်တော်တခါလဲစိန်ခေါ်ဘူးပါတယ်အဲ့ဘုံကြောင့်လည်းမလုပ်ရဲဘူးတို့လုံးဝပလန်ချထားတဲ့အတူရောင်ရွေးကောက်ပွဲမှာပဲအခုလည်းတနက်ထောက်ပြီးတော့မဲပေးခိုင်းတဲ့အခြေအနေမျိုးတွေရှိလာတယ်ပေါ့နော်အဲ့တော့ပြောချင်တာကအာဟိုဒီဒီနိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးတွေကျွန်တော်တို့ကတော့ Dowshop Advocacy တွေဆက်ပြီးတော့လုပ်သွားမယ်အာ စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုလက်မခံအောင်နေမကောက်ကျွန်တော်တော်လန်ရဲ့အင်အားစုတွေဘက်ကဘာတွေလုပ်နေတယ်ဆိုတဲ့ဟာကိုလည်းပဲကျွန်တော်တောက်လျှောက်နိုင်ငံတကာကိုကျွန်တော်တို့ပြောပြီးတော့ဒါဒီလမ်းကြောင်းကိုကျွန်တော်လက်ခံဆောင်ရွက်ဖို့ဆိုတာကြီးလည်းဆက်ပြီးတော့ကျွန်တော်တို့တိုက်တွန်းနှိုးဆော်သွားဖို့ရှိပါတယ်ဗျာ။ဟုတ်ကဲ့ဟိုလက်ရှိဒီစစ်တပ်လုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ASEAN ရဲ့ရည်ရွယ်ချက်ကိုဘယ်လိုမြင်ပါလဲခင်ဗျာ။အဲ့တော့ဘောကနကအထဲမှာတော့ပါပြီသူတို့ကတော့5 point consensus ကိုအဓိကကင်တယ်ပေါ့နော်ကင်ပြီးတော့အထူးသဖြင့်တော့ဒီ ဒီဒီကြမ်းဖက်မှုတွေရပ်ဖို့ရပြီးတော့နိုင်ငံရေးအကျဉ်းသားတွေအဓိကလွတ်ဖို့ပေါ့နော်ဒါတွေကိုတို့အဓိကလောက်ကိုလောက်ရမယ်ဆိုတဲ့ကိစ္စမျိုးတွေပြောရတယ်ပေါ့နော်ဒါကတော့ကြိုးစားရမယ့်ကိစ္စပေါ့ဒါပေမဲ့အာအဓိကထပ်ပြီးတော့တိုက်တွန်းချင်တာတော့ဟိုဟိုစာထုတ်နေရောနေတော့မရဘူးပြာနော်ဒီစစ်တပ်အကြောင်းလည်းကောင်းကောင်းသိနေကြပြီပဲနော်အဲ့တော့ဒီတိုင်းအဲဟိုကန့်ကွက်တယ်လို့တဝမ်တူလို့နော်ဟို observer မလွတ်ဘူးလို့ဆိုတာလည်းမရအခုတော့စိန်ခေါ်ပြီလေနော်ဒါဇော်ဇော်မင်းတို့ကမင်းတို့တဝမ်တူလည်းရေးမကြည့်ဘူးလို့ပြောတော့ပေါ့နော် ော်ဒီလိုစိတ်ခေါ်လာပြီဆိုတော့ဒီထပ်ပို့တဲ့ action ပါတယ်ပေါ့เนาะကျွန်တော်တို့ကျွန်တော်တို့လည်းပဲဟိုပြီးခဲ့တဲ့ဒီ ASEAN ပေါ့เนาะဒီမြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အဲ stakeholder တွေပါဝင်တဲ့ပါဝင်ပတ်သက်သူတွေအကုန်ပါဝင်တဲ့အစည်းအဝေးမလေးရှားမှာလုပ်ခဲ့တဲ့ဟာမှာလည်းပဲကျွန်တော်တို့ NGO ကလည်းတက်ရောက်ခဲ့တယ်အဲ့မှာ NGO အပါဝင်အင်အားစုတွေအားလုံးကဖွဲ့20လောက်ရှိတယ်အဲ့ဖွဲ့20ကထုတ်ပြန်တယ်ထုတ်ပြန်ချက်ရှိခဲ့တယ်လीเนาะအဲ့ထဲမှာကျွန်တော်တို့ call 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 for action ဆိုပြီးတော့ကျွန်တော်၅ချက်ကျွန်တော်တို့ အဲကျွန်တော်တောင်းဆိုခဲ့တာရှိတယ်။အဲ့အဲ့ထဲကအချက်တွေကိုကျွန်တော်တို့ကျွန်တော်ပြန်ပြီးတော့ highlight လုပ်ချင်တာပေါ့နော်။အဓိကအပြင်နိုင်ငံရေးကျင်းသားတွေလွှတ်ဖို့နောက်ပြီးစစ်တပ်ကဒီတရားမဝင်ပြီးအောင်ရွေးကောက်ပွဲကိုလက်မခံဖို့အဲနောက်ပြီးတော့ဒီစစ်တပ်ကဒီပြည်သူလူထုကိုဥတီပြီးတော့တိုက်ခိုက်နေတဲ့ဒီအဲအဲအဲတိုက်တွေပေါ့နော်။အဲဒီဥစ္စာတွေကိုကျွန်တော်တို့အာကာကွယ်ဖို့ပြည်သူကိုခုနကရှေ့မှာကျွန်တော်ဆွေးနွေးခဲ့တဲ့ပြည်သူတွေရဲ့လိုအပ်ချက်ဖြစ်တဲ့စစ်ပေးဆောင်တွေကူညီတာတွေအဲနောက်ပြီးတော့ အာဘာပေါ့နော်ဒီလေကြောင်းပြန်ကာကွယ်ရေးကိစ္စတွေဆောင်ရွက်တာတွေဒါတွေကိုတော်လိုင်းအင်အားစုတွေ Civil Society နဲ့ချိတ်ဆက်ပြီးတော့ကုညီဆောင်ရွက်ဖို့နော်ပြီးရင်ဒီ Five Point Consensus ကိုလက်မခံတဲ့ဒီစစ်တပ်ကိုထိရောက်တဲ့เนาะကျွန်တော်တို့ဖိအားပေးမှုတွေလုပ်ဖို့ပြီးရင်တော့နှုတ်ဆက်မနေဘဲနဲ့ပေါ့နော် Silence ဖြစ်မနေဘဲနဲ့ဒီဟာကို voice out လုပ်ဖို့ဆိုတဲ့အားလုံးအချက်၅ချက်ကျွန်တော်တို့ဒါတောင်းဆိုခဲ့တာရှိတယ်ဒါဟာ NUG ခွေတဲ့တောင်းဆိုချက်မဟုတ်ဘူးမြန်မာနိုင်ငံမှာရှိနေတဲ့ဒါအကြီးက stakeholder တွေရဲ့ ော်ကျွန်တော်တို့ပြည်သူလူထုရဲ့အဆန္ဒကိုထင်ထက်တဲ့တောင်းဆိုချက်တွေဖြစ်တယ်ပေါ့နော်ဒါတွေကိုတကယ်ကို action အနေနဲ့ပါကျွန်တော်တို့ဒါအလုပ်ကိုင်ဆောင်ရွက်မှတာလေကျွန်တော်တို့ဒါတကယ်ထိရောက်တဲ့အပြောင်းအလဲတွေဖြစ်မယ်လို့ကျွန်တော်တို့နားလည်ပါတယ်ဟုတ်ကဲ့ဟိုလက်ရှိ YouTube ပေါ်ဆောင်တော့ဆန်းဆက်ချီနဲ့ပတ်သက်ပြီးတော့ဟိုနေရာရွှေ့ရလို့ပါလို့ကြားတယ်ခင်ဗျအဲ့တော့ Mr. Eric ကလည်းဒီဘက်ကဟိုသူသူဘက်ကနေပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုစစ်တပ်ကိုလည်းလည်းဟိုယုံကြည်မှုမရှိတဲ့အားတွေပေါ့နော်ဒီ တွေ့ဆိုရှင်တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့လည်းနိုင်ငံတကာမှာပြောတာရှိတယ်။ဒါနဲ့ပတ်သက်ပြီး UNG ကဗာများစီစဉ်ထားတာရှိပါတယ်။အဲအဓိကအပြင်တော့ဒီအမြဲတမ်းမစိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ကျွန်တော်ကပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒေါင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရနေတဲ့သတင်းတွေအကုန်လုံးကဘယ်ဟာမှယာနှုံးပြစ်မတည်ကြဘူးကျွန်တော်တို့100%မှန်ပါတယ်လို့ပြောလို့မရဘူး။တော့ဒီစစ်တပ်ကပြောရေးဆိုခွင့်ရှိသူဆိုသူကိုယ်တိုင်တချို့ဟာတွေထွက်ထွက်ပြောနေရရှိတယ်။ဒါပေမဲ့အဲ့ဒါတွေကလည်းဘာမှယုံကြည်စိတ်ချရတဲ့ကိစ္စတွေမဟုတ်ဘူး။ အဲ့ဒါကြောင့်မကျွန်တော်ကတော့ထူးဆိုးရင်လည်းကျွန်တော်တို့တွေဒေါ်ဆန်းစုကြည်ပေါ့နော်ကျွန်တော်တို့ anti နဲ့ပတ်သက်တဲ့ဟာဟိုတလောကထွက်လာတဲ့ video file ရှိတယ်အဲ့ video file ဆိုတာ2022ကာ video file ကျွန်တော်ကြည့်လိုက်တာပေါ့နော်အဲ့တော့အခုက2025ရောက်နေပြီအော်ဒီ2022ကဒီဟိုပေါ့ရုံးထုတ်တယ်ဆိုတဲ့ video file တော့ကျွန်တော်တို့တွေ့လိုက်ရတယ်ပေါ့ဒါတော့မှသူတို့ leak လုပ်လို့ပါပဲနော်သူတို့ထုတ်ပေးလို့တွေ့လိုက်ရတယ်ပေါ့ဒါပေမဲ့အဲ့2022ကနေ2025ကြီးကြားထဲမှာ3နှစ် anti နဲ့ပတ်သက်တဲ့ တက်ပုံလည်းကျွန်တော်မမြင်ရအောင်ဗီဒီယိုလည်းမမြင်ရအောင်เนาะသူ့အတန်လည်းကျွန်တော်မကြားရအောင်เนาะသူ့လူကိုယ်တိုင်လည်းဘယ်သူမှမမြင်လဲမမြင်ခဲ့ရဘူးနောက်တော့ထိုင်းကတအတယောက်ကဟိုတကတွေ့ရတယ်လို့ပြောတယ်ဒါပေမဲ့လည်းဘာမှသက်သေမပြနိုင်ဘူးသူပါဇက်နဲ့ပြောစကားပဲရှိတယ်เนาะအဲ့တော့ပြောချင်တာက invisible ဖြစ်နေတယ်เนาะကျွန်တော်တို့အဲ့တော့အဲ့ဒီဟာကဘာမှမရှိရတော့ဘူးနော်အဲ့ဒါကြောင့်အခုလည်းပဲချို့ information တွေရနေတာလေကျွန်တော်တို့ရှိတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကလည်းဘယ်သူမှယာနှုံးပြအောင်မခံနိုင်ဘူး။နော်တစ်ခါတစ်ခါကြာရင်တို့တွေ leak လုပ်တယ်။အ အဲအန်ဒီရဲ့ဒီတနေ့တာဖြတ်တန်းမှုပေါ့နော်တဲ့ဘယ်အချိန်မှာဘယ်စေးတောက်တယ်ဘယ်အချိန်မှာပါစားတယ်ဘယ်အချိန်မှာပါလုပ်တယ်စသဖြင့်အဲ့ဒါတွေကိုဒီခါတွေကလိဖြစ်တယ်ဆိုပေမဲ့လည်းအဲ့ဒါတွေကလည်းပဲကြားလာတယ်အဲ့တော့ဒီလိုအချိန်တွေဖြစ်ကြအောင်အခုလောလောဆယ်အန်ဒီဘယ်မှာရှိနေလဲကျွန်တော်တို့မသိရဘူးအန်ဒီကျမ်းမာရဲ့အချိန်တွေဘယ်လိုအချိန်တွေရှိရကျွန်တော်တို့မသိရဘူးကုံကုံပြောမယ်ဗျာအန်ဒီတက်ချီထင်ရှားရှိသေးလားမရှိသေးလားဆိုတာဘသူအာမခံပါလဲဘသူမှအာမမခံနိုင်ဘူးအဲ့ဒါကြောင့်လို့ဒါဟာဒါကျွန်တော်တို့နိုင်ငံတည်းရဲ့ကိစ္စမဟုတ်ဘူးပေါ့နော်တကယ်ကိုနိုင်ငံကအကောင်းဆောင်တယောက်ကိုမတရားဖမ်းဆီးပြီးတော့ ဟိုဒီအာနာသိမ်းမှုကိုကျွန်တော်တို့ကျူးလွန်ခဲ့ပြည်သူအာနာမှာတရားလူယူခဲ့တဲ့လူတွေကနော်ဒီလိုမျိုးလုပ်နေတာလုံးဝလက်ခံနိုင်တဲ့အကြောင်းမရှိဘူး။နော်အဲ့ဒါကြောင့်မလို့သူတစ်ဖက်အာတခုခုပေါ့နော်တခုခုကျွန်တော်တို့တေချာတော့ကျွန်တော်တောင်းဆိုတာတော့ unconditional release နော်တကယ်ကိုဘာကြိုတင်သတ်မှတ်ချက်မှမပါတဲ့နော်ဘာချုံထောင်မှမပါတဲ့လွတ်မြောက်မှုတခုပေးဖို့ပေးရမယ်။နော်စကြရတာဖမ်းနေဖမ်းနိုင်တဲ့လူတွေမဟုတ်ဘူး။ ဒီအန်ဒီတို့ဦးဝင်းမြင့်တို့ဖမ်းတာနိုင်ငံတော်သမ္မတအိုင်းနိုင်ငံတော်ဒါမှမဟုတ်ဘူးကိုဖမ်းတာပေါ့ဗျဒါကဒါသူတို့ကနိုင်ငံတော်ပုံကံမှုကိုကျူးလွန်တာပဲ။တော့မကြခင်လဲကျွန်တော်တို့တွေဒါတရားစွဲပုံမှားတွေထုတ်ပြီးတော့ကျွန်တော်တို့ဗဒန်းတွေထုတ်ဖို့လည်းရှိပါတယ်။ဟောတော့ဒီနိုင်ငံတော်ပုံကံမှုကိုကျူးလွန်တဲ့သူတွေဖြစ်တယ်။အဲဒီကြောင့်လို့ဒေါ်ဆန်းစုကြည်အပါအဝင်သမ္မတအိုင်းဦးဝင်းမြင့်အပါအဝင်နိုင်ငံချင်းသားတွေအားလုံး unconditional release လွတ်ကိုလွတ်ပေးရမယ်။ဟောတော့ကျွန်တော်တို့ဒါတောင်းဆိုတယ်အော်အခုဆိုရင်ကဲမ်ဆိုရင်လည်းပဲဒါသူနီလန်မောင်းဆိုတဲ့စူးစမ်းရတယ်။ဒါတာမိပြကိုမိသားစုပဲ။ တွေ့ခဲ့တွေ့ခွင့်တော့မပေးဘူးဆိုတဲ့အချင်းတွေเนาะအဲ့တော့ဒီအချင်းတွေကိုလည်းပဲအမြန်ဆုံးတစုံတရာပြောင်းလဲအောင်တော့နိုင်ငံတကာအနေနဲ့ဝိုင်းပြီးတော့ဖိအားပေးတင်တယ်เนาะအဲ့တော့ဒီအချင်းတွေဘာမှလည်းမလုပ်ပဲနဲ့အကုန်လုံးကိုခြေတွေတုတ်လက်တွေကျိုးတုတ်ပြီးတော့ထောင်ထဲတွေထည့်ပြီးတော့မှအာငါတို့ငါတို့ရဲ့ငါတို့ကရွေးကောက်ပွဲကြီးလုပ်လိုက်ပါတယ်ရွေးကောက်ပွဲကြီးအောင်မြင်စွာပြီးဆုံးသွားပါပြီဆိုတော့တကယ့်ကိုညံဖြင်းလုံးနဲ့ဇန်ညွန်းနဲ့ရိုက်ထားတဲ့ဒီဒီဇလန်းကြီးကိုရုံကြီးရွေးလက်ခုပ်တီးကြမယ်ဆိုတော့တော်တော်လေးအဲ့လူတွေကအတိညာတော်တော်ကင်းမဲ့တဲ့သူတွေပဲ အဲ့တော့ဝင်ပါနေတဲ့တွေလည်းတကယ်အသိဉာဏ်ကင်းမဲ့တဲ့နယ်ပိုင်းတွေပဲ။နော်ဘာမှအကြောင်းပြချက်တွေလာပေးမင်းနဲ့။နော်အဲ့တော့ဒီတရားမှွန်တရားရွေးကောက်ပွဲကြီးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဒါသဘောထားတွေလည်းအကောင်းဆုံးပြောအကောင်းဆုံးပြောပြီးပြီ။နိုင်ငံတော်တိုင်ပင်ပုဂ္ဂိုလ်ရဲ့ကျမ်းမာရေးအခြေအနေရန်စိုးရင်ရစိုးရင်ရတယ်။သူပြင် invisible ဘာမှဘယ်သူမှဘာမှမမြင်ရမတွေ့ရတဲ့အခြေအနေတစ်ခုပါနဲ့ကျွန်တော်အများဆုံးကျွန်တော်တို့ဒါလွတ်မြောက်နိုင်ဖို့တော့အားလုံးဝမ်းမြူပြပေးသင့်ပါတယ်ဟုတ်။ဟုတ်ကဲ့ဟိုလက်ရှိကမြန်မာနေပြည်က9နှစ်ထဲရောက်လာပြီဆိုတော့ ိုမှန်နေဦးကောင်းဖက်ကိုတည်နေတလားပေါ့ဟိုဘလောက်ကြာနေတယ်လဲပေါ့အဲ့ဒါလေးနည်းနည်းပြောပြပါဦးอืมဘလောက်ကြာမလဲဆိုတဲ့ကိစ္စတော့ဗျာအဲ့ဒါကတော့ဘယ်သူမှအတိအကျမပြောနိုင်ပါဘူးเนาะဘာဖြစ်လဲဆိုတော့ဒေါ်လာရေးဆိုတဲ့ဟာကအာဘယ်သူမှလဲဒေါ်လာရေးဆိုတာဘယ်နှစ်နှစ်ပဲလောက်ရမယ်လို့ဘလောက်ပဲကြာမယ်ဆိုတာလည်းမရှိပါဘူးเนาะကမ္ဘာဒေါ်လာရေးကိုလေ့လာနေကိုလေ့လာကြည့်မယ်ဆိုရင်လည်းတကယ်ကိုရင်ဆိုင်ရတဲ့အခန့်ဟိုပါပေါ့ရန်သူပေါ့နော်ကိုရင်ဆိုင်ရတဲ့တွန်းဖြိုရတဲ့ အာနာရှင်ရဲ့ခြေနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကတော်လန်ရဲ့အကြာချိန်တွေကဒါခုနကကွဲသွားတာပဲပေါ့။မြန်တဲ့ခါလေးလည်းမြန်တယ်။အဲကျွန်တော်ကြာတဲ့ခါလည်းကြာတယ်ရှိတာပဲပေါ့။အဲ့တော့ကျွန်တော်တို့ကကြာတယ်မကြာဘူးဆိုတဲ့ကိစ္စကနှိုင်းရပဲ။ relativity theory ပဲကိုပါနဲ့သွားနှိုင်းနေပေါ့။ကျွန်တော်တို့စိတ်နဲ့နှိုင်းရင်တော့ကြာတယ်ဗျာ။တိတ်တည်ကြတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတရက်တရက်ကိုကြာလုံးနေပြီ။ဘာလို့လဲဆိုတော့နေ့တိုင်းကိုဒီရက်ဆက်မှုတွေ เนาะကျွန်တော်တို့အာဒီ atrocity ပေါ့เนาะပြည်သူတွေကိုပြစ်ခတ်တပ်ပြတ်မှုဒါတွေကနေ့တိုင်းကျွန်တော်တို့ကြုံနေရတာเนาะကျွန်တော်ကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဖုန်းထဲမှာနေ့တိုင်းဝင်နေရအဲ့အတက်တွေတောက်လျှောက်လုံနေရသူကဘလောက်တောင်ဖြစ်သွားလဲဆိုပြလူတွေကထုံအောင်ထုံသွားတာဒီနေကြောင်းတိုက်ခိုက်မှုကြောင့်လူကနေရောက်တည်သွားပြီခလေးတွေတည်သွားပြီဆိုတော့တည်တဲ့နေကိုဟိုအထူးကြားတယ်လို့တော့မထင်တော့ဘူးချိုးကြတော့ဒါဘလောက်ဘလောက်ရက်ဆက်တယ်ဗျာเนาะသူကိုယ်ကကိုယ်သားကြီးပါသွားခဲ့ရင်ပေါ့ဗျာနော်ကိုယ့်ရဲ့မိသားစုကိုပါသွားခဲ့ရင်ဒါကျွန်တော်တို့အတွက်တော့ဒီကိစ္စကြီးအကြီးဒါပေမဲ့ တာမန်ကျွန်တော်လူတွေအတွက်ကြတော့ဒီသတင်းတွေဟာဖြစ်ဖြစ်ရောဖြစ်စင်တော့ဖြစ်ကုန်တာကတော်တော်လေးကိုလေဒါရှင်းတာဖို့ကောင်းတဲ့ကိစ္စတွေเนาะအဲ့ဒါတွေကနေစဉ်ရက်ဆက်ကျွန်တော်တို့ဆိုလည်းတွေ့နေရတယ်ပြည်သူတွေဆိုလည်းမြင်နေရတယ်အဲ့တော့ကျွန်တော်တို့ကတရက်တရက်စတောင်းမှာကြာလွန်လာပြီเนาะ၄၅ချောင်းနဲ့ဆိုတော့မပြောနဲ့ပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့တော့ကြာဒါပေမဲ့တစ်ဖက်မှာကြည့်ပြန်တော့လေဒီငါတော်လန်ရေးတစ်ခုကတကယ်ကိုကြီးမားတယ်เนาะ very rooted နော်စစ်တပ်ကတည့်ရတိုင်းပဲကျွန်တော်တို့တိုင်းပြည်မှာရှေ့ရှေ့မှာလည်းတောက်လျှောက်ကျွန်တော်တော်လန်ခဲ့တာအပြင်းမပြတ်နိုင်ခဲ့တဲ့အခါကျတော့သူကပို့ပို့ပြီးတော့ကြီးထွားလာတဲ့အခါကျတော့ဒီ very rooted ပေါ့နော်အရန်အောင်အမြင့်တွယ်နေတဲ့စနစ်ကြီးတစ်ခုကိုတွန်းဖြိုပြီးတော့ပြောင်းလဲရ revolution ဆိုအဲ့ဒါပေါ့နော်အဲ့လိုပြောင်းလဲရတဲ့အခြေအနေတစ်ခုကလွယ်လွယ်နဲ့တော့ဟို ဟိုမြန်မြန်အရင်မြန်မြန်နဲ့တော့ပြီးမှာမဟုတ်ဘူးဆိုတော့ကျွန်တော်နားလေလက်ခံထားဖို့လိုတယ်ပေါ့နော်နောက်ပြီးနောက်တစ်ခုကတော့အနေအမြင့်တက်ကြအောင်တော်လိုင်းရဲ့အခြေအနေဘယ်လိုတော်လိုင်းရဲ့ဆိုတော့တော့အမြဲဝုန်းဝင်နဲ့တက်ပြီးတခါတည်းနိုင်သွားတာမျိုးတွေလည်းရှိရပဲရှိတယ်ဒါအတိုင်းမဲ့အဲ့ဒါကလည်းခုနကမတူဘူးပြနော်နောက်ပြီးခဲ့တဲ့ဟိုဟာဆိုရင်ဒါနီဘောအဲလိုဟာမျိုးဆိုရင်ဒါမတူဘူးလေဒီဘောစစ်တက်တဲ့မြန်မာနိုင်ငံစစ်တက်တဲ့လုံးဝကွာတယ်လေနော်ဟိုကတကယ်ကို professional စစ်တက်လေနော်ဒီမှာကတကယ်ဟိုလက်ကင်ထုတ်တက်လေနော် အဲ့တော့အဲ့ခါကျတော့ဟိုဘက်ကစစ်တပ်ကပြည်သူ့ဘက်ကရှက်လိုက်တယ်ပြီးသွားတာပဲဟိုဒါဒါတော့မှသူတို့တွေလည်းရှေ့ဆက်လုပ်ရမယ့်ဟာတွေရှိုံပဲပေါ့အဲ့တော့မြန်မာနိုင်ငံမှာကတော့ very အရန်ကိုအကျင့်ပြတ်ချစားပြီးတော့တကယ်ဟိုပေါ့အစိုးတွေပဲတွားပြီးစုနေတယ်အစုအဖွဲ့ကြီးကသူ့လက်ထက်မှာလက်နက်ကြီးရှိနေတယ်ပါဝါကြီးရှိနေတယ်ဆိုတဲ့အခြေအနေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကတွန်းတွန်းလှန်ပြောင်းလဲရတဲ့အခြေအနေဖြစ်တယ်ပေါ့နော်အဲ့တော့အနေအမြင့်တက်ကြဆိုတာရှိနိုင်ပါတယ်နော်ကျွန်တော်တို့ကတက်တဲ့အခြေအနေရှိတယ်လို့ဒါနှိမ့်တဲ့အခြေအနေလည်းကျွန်တော်တို့ရှိတယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်တို့ လုံးဝကျွန်တော်တို့ထိုးစင်းသွားတာမဟုတ်ဘူးကျွန်တော်တို့လုံးဝကြာရှုံးသွားတာမဟုတ်ဘူးဆိုတော့အခြေအနေတစ်ခုကိုတော့မှန်မှန်ကန်ကန်တုံ့တက်ဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့တော်လန်ရေးကိုတုံ့တက်တဲ့အခါမှာအချက်လက်တွေကအချက်လက်တွေတတ်နိုင်များစုံအောင်စုပြီးတော့တုံ့တက်ဖို့လိုတယ်တစ်ဖက်မှာစစ်တပ်ကဒီ site war လေးလုပ်နေတယ်နော်ဒါလည်းကျွန်တော်တို့မမေ့ဖို့လိုတယ် site war psychology warfare ဆိုတော့ကျွန်တော်တို့တော်လန်ရေးတွေမှာရှိနေတဲ့လူတွေရဲ့စိတ်ကိုလှမ်းပြီးပြည့်နေတာ သူကအောက်အောက်မှာနေတနက်နဲ့ပြည့်အောင်ကျွန်တော်တို့ရဲ့စိတ်ကိုလမ်းပြည့်တယ်မင်းတို့ဒေါ်လာရေးသွားပါပြီကွာမင်းတို့ကောင်းနေမှာအဝေးရောက်ဆိုတော့ဝေးရောက်ဆိုတော့သူခဏပြောတယ်သူတို့ဘလောက်တောင်ပြောလဲဆိုကိုယ့်လူတွေတောင်လိုက်ပြန်လိုက်ပြောတဲ့အထီအောင်ဖြစ်သွားတယ်ရှုပ်တယ်နော်မင်းတို့ကဘာမှလည်းမလုပ်နိုင်ဘူးတကယ်အဲ့ဒါတွေကသူတို့ရဲ့စိုက်ဝါပဲကျွန်တော်တို့ထဲမှာတော့မှတချို့တွေသူတို့စိုက်ဝါပြန်မိပြီးတော့ပြန်ပြီးကိုကတော့စစ်တပ်ရဲ့စိုက်ဝါကို repeat ပြန်လုပ်မိနေတယ်မတိလိုက်မိတာလုံးနေမိနေတာရှိတယ်အဲ့တော့စစ်တပ်ကအဲ့လိုမျိုး site wide လောက်တဲ့ information တွေကိုပဲကျွန်တော်တို့ကကြည်နေပြီးတော့ဟာသွားပါပြီသွားပါပြီဆိုရင်တော့အာကျွန်တော်တို့တော်တော်နှိမ်ကြနေပြီးတော့ကျွန်တော်တို့မနိုင်တော့ဘူးတော့သွားပါပြီဆိုတဲ့ဟာတွေပဲလွှမ်းမိုးနေပါပဲအဲ့တော့ကျွန်တော်ကအချိန်တွေကဘယ်လိုပဲညာဆိုတော့ကျွန်တော်ကျွန်တော်အတိအကျကျွန်တော်မပြောလို့ဒါပေမဲ့သုံးသက်ပါဒါပေမဲ့သုံးသက်တဲ့အခါမှာ information စုံအောင်လုပ်ပါနော်တစ်ဖက်က site wide ထည့်တဲ့ information information တော့ miss information ပေါ့ဗျာတတင်းအတူတွေတတင်းအမှားတွေ ဒါတွေဦးတေချာလောက်တာနော်6800ဇာတော့အခုနာမည်တွေ့နေတာပေါ့နော်ပတ်စံတွေလည်းတုံးတယ်နီးပညာတွေလည်းတုံးတယ်အခုဆိုရင်ဟိုကတော့ထပ်ပြီးတော့တို့ဖွဲ့လာသေးတယ်ပါလေအမျိုးသားညာရီတုဆိုတော့ AI အမျိုးသားညာရီတုဘာကော်မတီဆိုလို့တို့ဖွဲ့လာတယ်ဖွဲ့လာပြီးတော့တဘောကတော့ AI တုံးပြီးတော့သတင်းတူတွေအများကြီးထုတ်တော့မယ်တဘောပဲအခုလည်းသတင်းတူတွေအများကြီးလုံနေတယ်အဲ့တော့အဲ့လိုမျိုးတွေကစစ်တပ်ကတော့ရောက်လုံနေတော့အဲ့ဒီအဲမှာလည်းကျွန်တော်နင်မောမနေပဲနဲ့တကယ်အခြေအနေမှန်တွေကိုကျွန်တော်တို့တေချာလေ့လာသုံးသပ်ပြီးတော့ဒီဒေါ်လာရဲ့အခြေအနေကို စဉ်းစားစဉ်းကျင်မှကျွန်တော်တို့ကအပြေမှန်နဲ့ကျွန်တော်တို့နီးမယ်ပေါ့နော်အဲ့တော့ပြောရရင်တော့စိတ်တက်အရန်ကြရတဲ့အကြောင်းလည်းမရှိဘူးနော်ကျွန်တော်တို့အဲ့တော့တစ်ဖက်မှာလည်းပဲကျွန်တော်တို့ကြိုးတော့ကြိုးစားအောင်မယ်ခီးကြီးတစ်ခုတော့ကျွန်တော်ဆက်ပြီးတော့ရှောက်အောင်မယ်ဆိုတော့ကျွန်တော်ပြောချင်တယ်တော်လိုင်းကြီးကစစ်တပ်ဘက်ကရန်ကြီးအตาရပြီးတော့ကျွန်တော်တို့ဘက်ကနှိမ့်ကြနေတဲ့အချိန်တွေလုံးဝမဟုတ်ဘူးကျွန်တော်တို့မှလည်းအသာကျတဲ့ရှိတယ်ကျွန်တော်တို့အဓိကကျွန်တော်တို့လောက်ကင်ဆောင်ရနိုင်တာတွေကိုဒီဇိုင်းမမတ်နဲ့သာဆက်ပြီးတော့ရုံကြီးဆက်လုပ်ပါဒီတော်လိုင်းကြီးကအောင်းအောင်းမယ်ဆိုတော့ကျွန်တော်တို့အပြေကရုံကြီးတယ်လို့ပြောချင်ပါ ဘာများဖြည့်ဆွက်ပြောကြားစီမှာဒီကနေ့အဲတော်တော်ပြည့်စုံနေပါပြီခုနကပြောသလိုပဲအရေးကြီးဆုံးကတော့ကျွန်တော်တို့ရဲ့ညညွေရေးပဲညညွေရေးကိုကျွန်တော်တို့ပြတ်ခံလို့မရဘူးအဲ့တော့ချို့ချင်းတွေရချို့သောကိစ္စတွေလုပ်လိုက်ရတယ်ဆိုပေမဲ့အဲ့ဒီဟာကလုံးဝကျွန်တော်တို့ချင်းချင်းကြားမှာညညွေရေးပြတ်တဲ့အခြေအနေမျိုးအထိမရောက်အောင်လို့အားလုံးအဲသတိချက်ဖို့လိုတယ်ပြီးရင်နောက်တစ်ခုထပ်ပြီးတော့ပြောချင်တာတော့နံပါတ်1ကတော့ကျွန်တော်တို့ရဲ့ညညွေရေးနောက်နံပါတ်2ကတော့တနိုင်ငံလုံးလွတ်မြောက်ရေး နော်တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ကျွန်တော်တို့ဒီဒေါ်လာရေးကိုစခဲ့ကြတာဖြစ်တယ်အခုတဖြည်းဖြည်းနဲ့အဲတချို့ဒေါ်ဒေတာတွေကလွတ်မြောက်နေပြီရှိလာတဲ့အခါမှာအော်ငါတို့ဒေတာတွေလွတ်မြောက်ပြီအဲငါတို့ဒေတာတွေကိုအားကောင်းအောင်ငါတို့လုပ်လိုက်ပါအောင်မယ်ဆိုရင်စဉ်းစားချက်တွေကတော်လန်ရေးကိုအားလျော့စေတယ်နော်အဲ့တော့ကျွန်တော်တို့ကတနိုင်ငံလုံးလွတ်မြောက်ရေးကိုရှေ့တန်းတင်ဖို့လိုတယ်ဦးစားပေးဖို့လိုတယ်နော်ကိုဒေတာလွတ်မြောက်ရေးကညစကြရတာမှန်တယ်ဒါပေမဲ့အဲ့မှာလမ်းဆုံးနေလို့မရအောင်နော်အဲ့တော့ကိုဒေတာလွတ်မြောက်ရေးကိုစူးစမ်းပါတစ်ပတ်တစ်ဆက်ထဲမှာပဲပေါ့နော် ကျွန်တော်တို့တနိုင်ငံလုံးလွမြောက်ရေးအတွက်လည်းကျွန်တော်တို့စိတ်ထဲမှာပထမဦးစားပေးနေထဲ့ကိုထဲ့တာအဲ့လိုမထဲ့တာနိုင်ရင်တော့တနိုင်ငံလုံးလွမြောက်ရေးကကျွန်တော်တို့ကြာကြာရှည်သွားနိုင်တယ်ပြီးတော့ရိုးရိုးလေးပဲစဉ်းစားရင်တနိုင်ငံလုံးမလွမြောက်ဖယ်နေဘယ်ဒေတာမှမငြိမ်းချမ်းနိုင်ဘယ်ဒေတာမှအားမကောင်းနိုင်ဘယ်ဒေတာမှကျွန်တော်တို့အပြည့်အဝပြောင်းနိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တနိုင်ငံလုံးလွမြောက်ရေးကိုကျွန်တော်တို့မဖြစ်မနေရှည်တမ်းမှာထားရမယ်ဦးစားပေးရမယ် first priority ပဲဖြစ်တယ်အဲ့တော့အဓိကတော့အဲ့ဒါအဲ့နှစ်ခုကျွန်တော်ပြောချင်တယ်เนาะအဲကျွန်တော်တို့ညီညွတ်ရေးလုံးဝအပြတ်မခံပါနဲ့ ဒုတိယချက်တနိုင်ငံလုံးတို့မြောက်ရေးကိုပထမဦးစားပေးနေရမှာထားပေးစားပါလို့အားလုံးလည်းမေတ္တာရက်ခံလို့ပါဟုတ်ကဲ့အခုလိုရှင်းရှင်းရိုးမနဲ့အဲဟိုလက်ခံဖြေကြပေးရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ဟုတ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်